အားလုံးမင်္ဂလာပါဒါလူများစုမှာဖြစ်တတ်တဲ့ဟာတစ်ခုကကြီးမားချက်ကြီးပဲမှာထားမယ်လှုပ်ရှားရှိတာလှုပ်ပြီဆိုလဲဒါအကြီးမားလို့ကြီးကြီးမားမားအလှုပ်မားလို့စသဖြင့်ကျွန်တော်တို့ကစဉ်းစားပြကြတာရှိတယ်ဗျာတကယ်တော့ကျွန်တော်တို့ကဒီ reset ကြီးကြီးမားမားရဖို့ကျွန်တော်တို့အာယုံစိုက်တဲ့နယ်ဒီ reset ကြီးကြီးမားမားရအောင်လှုပ်မယ်လှုပ်ဆောင်မှုတွေလှုပ်တင်တာမှန်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီဘဝမှာတည်တည်ဖွဲ့ဖွဲ့တွေတချို့အသေးမွှားလေးတွေလည်းကျွန်တော်တို့ခွေးမစိုက်လို့မရအောင်ကျွန်တော်တို့ကဒီ ရက်ဆက်ကြီးကြီးမားမားတွေဒီလေတကယ်တမ်းကျတော့ဒီအသေးဖွဲလေးတွေကျွန်တော်တို့လောက်ဆောင်မှုတသေးလေးတွေကိုဒါစုပေါင်းပြီးတော့မှဖြစ်လာတာဗောလေလူတွေကတရက်တရက်မှာကျွန်တော်တို့ဒီတရက်ကိုင်းနှလုံးတိုးတက်မှုအာယုံမဆိုင်ကြအောင်အထင်မကြီးကြအောင်ဗောနော်တကယ်တမ်းကျကျွန်တော်တို့တရက်ကိုင်းနှလုံးတိုးတက်မှုစီအချိန်ကြာလာတဲ့မြတ်ကျွန်တော်ရက်တွေလာတွေနောက်နှစ်နဲ့ချီလာတာတဲ့မြတ်ဒါဒီကျွန်တော်တို့ကဒီအပြောင်းလဲကြီးကြီးမားမားတွေနောက်ရက်ဆက်ကြီးကြီးမားမားလေးဖြစ်လာတယ်ဗောနော်ဒီ atomic habit စာအုပ်မှာဆိုလဲပြောထားတစ်ခုရှိတယ် အဲကျွန်တော်တို့ဒီအလေးချင်းတသိလေးတွေကဒီ compound interest နဲ့တူတယ်ပေါ့တိုးရင်းပေါင်းနဲ့တူတယ်ပေါ့ကျွန်တော်တို့ဒီအလေးချင်းတွေကိုတသိလေးတွေကိုကျွန်တော်တို့ဆူ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 ပြီးတော့ကြာလာလေးသူကဒီအတိုးနဲ့ကြီးထွားလာသလိုမျိုးပေါ့နော်ကျွန်တော်ကကြီးကြီးမားမားအခြေအနေတစ်ခုအရောက်လာတယ်ဆိုပြီးပြောထားတာရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့အလေးချင်းတိဆောက်တာပဲဖြစ်ဖြစ်အဲကျွန်တော်တို့တခုခုလောက်တာပဲဖြစ်ဖြစ်ဒီအသေးဖွဲလေးတွေအသေးမွှားလေးတွေကျွန်တော်တို့အားလုံးစိုက်ဖို့လိုတယ်ပေါ့နော်ဥပမာဘာသာစကားတစ်ခုလေ့လာတယ် အကျွန်တော်တို့ဒီဘာသာစကားကိုတရက်နှစ်ရက်တစ်လနှစ်လနဲ့ကျွန်တော်သင်လို့ဘာမှကြည့်မှမဖြစ်ဘူး။နိုင်ပိုင်းလေးတွေကျွန်တော်ကဆွတ်ဆွတ်ပြီးတော့ကြာလာတဲ့ချိန်လာနေနောက်နှစ်နဲ့ချီပြီးကြာလာတဲ့ချိန်မှာမှဒီဘာသာစကားကိုကျွမ်းကျင်တဲ့အစင်ဒါရောက်လာတယ်ပေါ့နော်။အဲကျွန်တော်တို့ဒါကြောင့်မလို့နည်း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 တေးတေးတေးလေ့လာတဲ့ဟာအချိန်ကြာလာတတ်တဲ့မြတ်ကျွန်တော်တို့ကဒီကြီးမားတဲ့တိတာထင်ရှားတဲ့ဒါရလဒ်တစ်ခုရလာစေတာဖြစ်ပါတယ်။ဒီလိုပဲကျွန်တော်တို့ဒီငွေစုတာနဲ့ပတ်သက်လို့ပေါ့နော်။ကျွန်တော်တို့နည်းနည်းနည်းစုတယ်။အမှတလား ဘလောက်စုမလဲတစ်လကျွန်တော်တို့3သိန်းစုမှာထူပါတော့ကျွန်တော်တို့ဒီ2လ3လလောက်နဲ့တစ်နှစ်လောက်နဲ့ကျွန်တော်တို့မသိတော့နှစ်တွေကြာလာတဲ့အချိန်မှာကျွန်တော်တို့ဒါကိုနှစ်တွေကြာလာတဲ့အတွက်ပုံမှန်တစ်ခုလည်းများလာမယ်ဒီမှာကျွန်တော်တို့ဒီရိုးတန်းလစုတာမဟုတ်ဘဲနဲ့ဒီဒီအချိုးမြတ်တစ်ခုရတဲ့အတုံးလုံးတစ်ခုရတဲ့ကျွန်တော်တို့ investment တစ်ခုအနေနဲ့ထည့်ထားမယ်ဆိုရင်ကျွန်တော်ကြာလာတဲ့အချိန်မှာဒီအတိုးပေါ်အတိုးဆင့်ပြီးတော့အတိုးဘွားလာပြီးတော့ဗောနော်ကျွန်တော်လိုချင်တဲ့ရလက်ဒါကြီးကြီးမားမားတစ်ခု အရလာမှာဖြစ်ပါတယ်တိုတိုင်ငွေကြေးနဲ့ CY ဆိုင်ရာဗီဒီယိုလေးပုံမှန်ကြည့်ရှုနားဆင်နေလို့ဆိုတော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါ